မိသီးလေးတစ်လုံးလဲပေးရုံနဲ့တင်ဟာတနည်းကိုဝင်ငွေ၁၀သိန်းအထိရရှိနိုင်ပါတယ်။ဒါပေမဲ့ဒီလိုလစာကောင်းပေးထားတာတော့မှဘယ်သူမှသွားပြီးတော့အလုံးမလျှောက်ရဲကြပါဘူး။တချို့ဒေသတွေမှာဆိုလို့ရှိရင်တော့တကယ်ကိုအလုံးသမားရှာလို့မရတာကြောင့်ပဲနောက်ဆုံးတော့နှစ်စဉ်လစာချင်း၁၀သိန်းကို၃၀အထိပြောင်းလဲလဲရပါတော့တယ်။ဟုတ်ကဲ့ဒါကိုကြားတာနဲ့ခင်ဗျားတို့ရောစိတ်ဝင်စားဘူးလားခင်ဗျာ။အစောကြီးပြောမနေပါနဲ့ဦးခမ ्या တို့သာတကယ်အလုတ်လျှောက်လိုက်ပြီဆိုလို့ရှင်တော့ဒီမီးပြတိုက်ပေါ်ကမီးဒီကိုလဲပေးရတဲ့အလုတ်ကိုလုံရမှာပဲဖြစ်ပါတယ် ဗီဒီယိုကအရန်ကိုကြီးမားတဲ့အစီအကောင်မှုတစ်ခုနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့မှပထမဆုံးတည်ထားရမှာကတော့မီးပြတဲ့ဘော်သွားပြီးတော့မီးသီးလဲဖို့ဆိုရင်အမြင့်မီတာ600လောက်ကိုလက်ဗလာနဲ့တက်ဖို့လိုအပ်ပါတယ်အဓိကကတော့မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာအသက်ငယ်ကြိုးတဲ့ချောင်းတွေပဲရှိနေမှာပါဒီမထာမီပဲနဲ့ခြေတလန်းလွတ်သွားခဲ့တာနဲ့အသက်ငယ်ကျိုးကလည်းသိဟန်တာမဟုတ်ပါဘူးအောက်ကိုပြောကြမယ်အနေရကိုရင်ဆိုင်ရဖို့ကများပါတယ် ်မိဘနဲ့ရဲ့ထိတ်ဆုံးကိုလက်ပလာနဲ့တက်ချင်တယ်ဆိုလို့ရှိရင်တော့ရောက်ဖို့က၄နိုင်လောက်တက်ဖို့လွန်ပါပဲဖြစ်ပါတယ်လုပ်ငန်းစဉ်တစ်ခုလုံးမှာအားတော်တော်လေးတုံးရမှာဖြစ်ပြီးတော့မှတက်ကြွတဲ့စိတ်ခွန်အားတွေလည်းရှိဖို့လိုပါလိမ့်မယ်ဒါရင်လည်းမကပါဘူးမီတာ400လောက်ရှိတဲ့နေရာစီကိုရောက်သွားပြီဆိုတော့ထူးဆန်းတာတွေကိုတွေ့ရမှာပါအပေါ်ကိုတက်လေးလေးမီးပြားတဲ့ရဲ့ဒူးတွေကသေးလာလေးလေးဖြစ်ပြီးတော့မှတခါတလေကျရင်ခြေထောက်ကိုဘယ်မှာဆက်ထားရမှန်းတော့မှရှာမတွေ့ဘူးဖြစ်နေမှာပါ ီတာ၄00လောက်ရှိတဲ့နေရာကိုရောက်ပြီဆိုတာနဲ့ပတ်ဝန်းကျင်တစ်ခုလုံးနီးပါးကအဖြစ်အပျက်တိမ်ပင်လေကြီးပဲတွေ့ရတော့မှဖြစ်ပြီးတော့အဲ့ဒီအချိန်မှာမြေကြီးကိုလည်းမြင်ရတော့မှမဟုတ်ပါဘူး။စေမန်းဆိုင်ရာဆွေရင်တွေကိုအလွန်လွန်စိန်ခေါ်နေတော့မှဖြစ်ပြီးတော့မှနောက်ဆုံးမှာတော့မီးပြတဲ့ရဲ့ထိကိုတက်ပြီးအလုတ်ကိုပြင်းပြအောင်လှုပ်ဆောင်တဲ့အချိန်မှာများစွာသောအန်ရီတွေလည်းရင်ဆိုင်ရအောင်မှဖြစ်ပါတယ်။လေပြင်းနဲ့ကြုံတွေ့ရတဲ့အခါမှာမိပြားတဲ့တကူလုံးပြင်းထန်စွာတုန်ခါနေမှဖြစ်ပြီးတော့တစ်ချက်ကလေးသတိလွတ်သွားတာနဲ့အောက်ကိုပြုတ်ချနိုင်ကြီးကလည်းအယံကိုများပါသေးတယ်။ ဒါပေမဲ့မိသီးကိုကောင်းကောင်းလဲပြီးပြီဆိုလို့ရှိရင်တော့ဒီဆယ်သိန်းကိုအရင်တင်လေးယူလို့ရပြီလို့ထင်နေတာလားအဲ့ဒီအချိန်မှာမြေပြင်မို့ကိုပြန်ပြီးရဆင်းရပါအောင်မေးနောက်တဲ့တစ်ခုကတော့အောက်ကိုဆင်းဖို့လိုပါတယ်ဆူယိုးစကားအတိုင်းပါပဲတောင်တက်တာလွေပြီးတော့တောင်ဆင်းတာပို့ပြီးတော့ခက်ပါတယ်အောက်ကိုပြန်ဆင်းတဲ့အချိန်မှာလေမြောက်ဆောင်သောအန်ရီတွေကစောင့်ကြိုနေမှဖြစ်ပြီးတော့တစ်ချက်ကလေးသတိလွတ်သွားတာနဲ့အယိုးကျိုးသွားမှာပါဆိုတော့ဒီလိုမျိုးကိုအားလုံးကြည့်ပြီးသွားပြီဆိုတော့ဒီငွေဆယ်သိန်းဟာဝင်ငွေကောင်းတယ်လို့ခန်းစားမိရလားဗျအတော်ကြီးတယောက်ဟာထိုးစမ်းတဲ့အမှိုက်ပုံကိုကောက်ရခဲ့ပါတယ် သူပြစ်ထက်လိုက်တဲ့ပစ္စည်းတိုင်းဟာချက်ချင်းပင်ပြောက်သွားခဲ့ပါတယ်။အာမရှိတော့ဘူး။ဒါပေမဲ့အမိုက်ပုံးကိုတဖန်ပြန်မှောက်လိုက်တဲ့အခါမှာတော့အမိုက်ပုံးနဲ့ထက်လိုက်လို့ပြောက်သွားတဲ့ပစ္စည်းဟာချက်ချင်းပင်ပြန်ပေါ်လာပါတော့တယ်။တကယ်တော့ယတနာတွင်ကြီးပါလား။ဒီတစ်ခေါက်တော့ထော်ပြီးထော်ပြီးဟာဟာဟာအဲနောက်အတော်ကြီးဟာစတိုးဆိုင်တစ်ခုကိုရောက်လာပြီးပစ္စည်းတွေကိုအမိုက်ပုံးနဲ့အဆက်မပြတ်ထည့်နေပါတော့တယ်။အေးအတော်ကြီးခမရဘာလို့ပုံးတွေကိုထည့်နေတာလား။ခမရပတ်စံအရင်ရှင်းပြရမှာလေ။မင်းဘာလို့អော်နေတာလဲ။ငါပုံးနဲ့ပစ္စည်းရှိလို့လားကြည့်။ မင်းကငါအသက်ကြီးနေတာကိုကြည့်ပြီးအနိုင်ကျင်းလို့ကောင်းမဲ့ထင်နေတာလားဟမ်ဘလို့လို့မရှိရမှာလဲခမားပစ္စည်းတွေထဲကိုထည့်လိုက်တာကျွန်တော်မြင်လိုက်တယ်မင်းတို့ရဲ့စိုင်ပိုင်ရှင်ခေါ်လာခဲ့ငါမင်းကိုတိုင်ပေတောင်းမပါရဲတော့ကြီးတောင်းမပါရဲကျွန်တော်မားကြည့်သွားလားဒါလေးယူထားလိုက်ပါနော်ကျွန်တော်ကိုတော့မတိုင်လိုက်ပါနဲ့ဒီလိုမှပေါ့ နောက်ပိုင်းမှာတော့အတော်ကြီးကပတ်စံတော့ပြီးဈေးဝယ်ထွက်စရာတော့မလိုတော့ပဲအိမ်မာလိုသမျှပစ္စည်းတွေကိုအမိုက်ပုံးနဲ့ထည့်လိုက်ရုံနဲ့အဆင်ပြေပါတယ်ဒါပေမဲ့သူစီကန်ဆုံမှုမောင်ကြောက်ရလာတော့မှာကိုတော့သူတတိမထားမိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအမိုက်ပုံးတွေကနေပြီးမေမချောလေးတယောက်ပေါ်လာခဲ့ပါတယ်အတော်ကြီးအမိုက်ပုံးကတော့လို့မှကောင်းရဲ့လားမင်းကဘာလုပ်လဲမင်းပါတွေပြောမှန်းငါနားမလဲဘူးအာကျမကိုကယ်ပါအောင်ကျမကိုကယ်ပါအောင်အမိုက်ကတော့အမိုက်ပုံးထဲမှာပဲနေတင်တာပေါ့